တော်တော်ရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ် Match လ10ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ရခိုင်မှာနေ60ထက်မနည်းကိုအေရှိပိတ်တဲ့သတင်းရခိုင်ကစစ်ကောက်စီတပ်ရင်း68ခုထက်မနည်းအေလက်ထေကြားရောက်တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်တဲ့ရခိုင်ကမြို့နယ်၃ခုမှာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုမဲ့သူ၂000ကျော်ရှိတဲ့တရင်တွေအပါအဝင်တခြားစိတ်ဝင်စားစရာတရင်တွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရခိုင်မှာနေအိမ်60ထဲမိနစ်ကိုအေရှိတ်ပိတ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အရခတ်တက်တွေအေထင်းချုပ်ထားတဲ့မြို့နယ်တမစစ်ကောင်စီအပါအဝင်မွတ်စလင်လက်နက်ကင်အဖွဲ့တွေရဲ့နေအိမ်တွေ သူတို့နဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်အဆောင်60ထက်မနည်းကို AA ကရှိတ်ပိတ်ထားတယ်လို့သိရပါတယ်။ DMG ကစုံစမ်းထားတဲ့အချက်လက်တွေအရဘူတီတောင်မောင်တော်မြောက်မှန်းပြားတန်တွဲခေါနဲ့ပလဲဝမြို့နယ်တွေမှာစစ်ကောင်စီနဲ့တခြားအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်ဆက်တယ်ဆိုပြီးတော့နေအိမ်အဆောင်တွေကိုအရခပြည်သူအစိုးရကရှိတ်ပိတ်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အဲ့ဒီရှိတ်ပိတ်စမှာ ဒိန်သမဟုတ်ဒီအစားအုပ်ဟာအရခပြည်သူတော်လှန်ရေးအစိုးရကိုဆန့်ကျင်တဲ့အကြမ်းဖက်အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့တသက်ဆက်ဆက်နေတာကြောင့်အစိုးရပိုင်အဖြစ်သိသိတာဖြစ်တယ်လို့ဆိုထားပါတယ်။အဲ့ဒီလိုရှေ့ပိတ်ထားတဲ့နေကစားပြီးတော့ကျူကျော်တာရောင်းဝယ်တာနေထိုင်တာတွေမပြုတ်လောက်ရဘူးလို့တတိပိစာကတ်ထားပြီးလိမ့်နာမှုမရှိရင်အေးအေးယူဆောင်ရွက်သွားမယ်လို့ရှေ့ပိတ်စာမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့ရခိုင်ကစစ်ကောက်စီတန်ရင်၄၈ခုထဲမှနေအေးအေးလက်ထိပ်ကြားရောက်တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးဦးမှာပါ။ ရခိုင်ပြည်အခြေစိုက်စစ်ကောက်စီရဲ့တယင်း63ခုအနက်အနောက်ပိုင်းတဲ့စစ်ဌာနရှော့အပါအဝင်တယင်းပေါင်း58ခုကိုအာရခတက်တိုအေကသိမ့်ပိုက်ခဲ့ပြီးလို့မြန်မာမဟာဗျူဟာနဲ့မွန်ဝါဒလင်းလာရေးအင်စတီကျု ISP မြန်မာကထုတ်ပြန်ပါတယ်ဆီယနာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေလက်ရှိ2025ခုနှစ်ဖေဖော်ဝါရီလအထိလင်းနေကျော်အတွင်းနိုင်ငံတော်ဝန်မှရှိတဲ့စစ်ကောက်စီရဲ့တည်ရင်ဌာနရှုပ်ပေါက်184ခုတဲ့မိနစ်ကိုတူလန်ရဲ့အင်အားစုတွေကသိမ်းထားတယ်လို့ထုတ်ပြန်ရှင်းမှာပါရှိပါရယ် ဲ့ဒီအထက်မှာရခိုင်ပြည်နယ်ရှမ်းပြည်နယ်တွေမှာရှိတဲ့တန်ရင်ဌာနချုပ်အများဆုံးကိုသိမ့်ပိုက်ခဲ့တာဖြစ်တယ်လို့ ASP မြန်မာရဲ့ထုတ်ပြန်ချက်အရသိရပါဗယ်အနောက်ပိုင်းတဲ့စစ်ဌာနချုပ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့တန်ရင်ဌာနချုပ်ယာနဲ့ရှိသိမ့်ပိုက်ခံရတာဟာတူလန်ရင်အင်အားစုတွေရဲ့ထိုးစစ်ကိုစစ်ကောက်စီကခုခံနိုင်စွမ်းမရှိတော့တာကိုပြသနေတယ်လို့ CDN ဗိုလ်ကြီးစင်ယောကပြောပါဗယ် စစ်ကောင်စီဟာကြေးရည်နဲ့အင်အားနဲ့တိုက်ခတ်ခဲ့ပေမဲ့လည်းရှုံးနိမ့်ခဲ့ရတဲ့အတွက်ဆက်လက်ပြီးတော့တူလန်ရင်အုပ်စုတွင်ဟန်ရှဲညင်ရီထိုးစစ်ဆင်ရဲ့စစ်ကောင်စီရဲ့တက်စကန်တွေလက်လွတ်ရဖွယ်ရှိတယ်လို့ CDN ဗိုလ်ကြီးစင်ယုံကဆက်ပြောထားပါတယ်ရှင်စစ်ကောင်စီထိန်ချုပ်စေဖြစ်တဲ့ရခိုင်ကမြို့နယ်၃ခုမှာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုမဲ့သူ2000ကျော်ရှိတဲ့တင်းကိုလည်းတင်ဆက်ပေးဦးမှာပါစစ်ကောင်စီထိန်ချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်တွင်းကစစ်တွေကြောက်ဖြူ မောင်မြွနယ်တမအခုနဲ့2020လ2025ပြည်ညာတနေ့မှာတက္ကသိုလ်ဝန်ဆောင်ဘွဲ့ဖြစ်စုံမဲ့ចောင်းသားចောင်းသူဟာ2096ခန့်ဦးရှိတယ်လို့ရခိုင်ပြည်နယ်ပြည်ညာရေးမှူးရုံးကသိရပါဗျ။စစ်တွေမြွနယ်မှာ669ဦးကြောက်ဖြူမှာ634ဦးနဲ့မောင်မြွနယ်တမ964ဦးတော့ဖြစ်ကြပါလေ။အဲ့ဒီမြွနယ်သုံးခုမှာစာစစ်ဌာန6ခုဖွင့်လှစ်ပြီးတော့စစ်တွေမှာ၄ခုကြောက်ဖြူမှာ2ခုနဲ့မောင်မြွနယ်တမ2ခုဖြစ်စုံကြရမှာလည်းဖြစ်ပါဗျ။ ရခိုင်မမြို့နယ်စစ်ခုနှစ်ခုရှိတဲ့အထက်ကစစ်လက်ကုတ်ကိုအရခတ်တော်ရေကတင်းပိတ်ထင်းချောက်ထားပြီးလက်ရှိစစ်ကောက်စီထင်းချောက်ထားတဲ့မြို့နယ်သုံးခုထဲကစစ်တွေနဲ့ကြောက်ဖြူမြို့နယ်တမှာစစ်ကောက်စီနဲ့အေရော့တိုက်ပွဲဖြစ်ပွားနေကြပါတယ်။ရခိုင်မှာ2023-2024ပညာသနိုင်းကတက္ကသိုလ်ဝန်ဆောင်ဝယ်ဖြစ်စသူဟာ6534ဦးရှိခဲ့တယ်လို့ရခိုင်ပြည်နယ်ပညာရေးမှုရုံးရဲ့စည်ရမ်းတွေအရသိရပါတယ်။သတင်းတွေကိုတင်ဆက်ပေးနေပါတယ်။ ဆက်လက်ပြီးတော့ကြောက်တုံမှာအသေးရောင်အတဝါအေယောဂါဖြစ်ပွားမှုရှိလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်တုံမြို့နယ်မှာအသေးရောင်အတဝါအေယောဂါဖြစ်ပွားမှုရှိလာတဲ့အတွက်ကျွန်းနကကွေဖို့နဲ့တတိထားကြဖို့လိုအပ်တယ်လို့ကျန်းမာရေးအသိုက်အဝန်းတွေကပြောပါရယ်။ပိကရဖေဝိုင်လာတာဒီယာအပက်ကစပြီးတော့ကြောက်တုံမြို့နယ်မှာအသေးရောက်အတဝါအေယောဂါဖြစ်ပွားသူ73ယောက်အထိရှိလာတယ်လို့သိရပါဗျ။ ကုဆက်လွေတယ်လို့ကိုခန်းအားမရှိရင်ပြန်ကောက်ဖို့အရှင်ပိုကြတတ်တယ်လို့ကျောက်တော်ဒေသခံကျမ်းမာရေးဝန်ထမ်းတဦးကပြောပါရယ်အသေးရောက်အသာဝအေးဖြစ်ပါကဖျားနာတာမိုးပန့်တာ အစာအသောက်ပြက်တာ ပြို့အန်တာမျက်လုံးဝါတာဘိုင်းအောင်တာစီးအရောင်ရင်တာအစင်အမြင့်တွေနာကျင်ကြိုက်ခေတာစတဲ့ယောဂလက္ခဏာတွေဖြစ်တတ်ပြီးယောဂပြင်းထန်ရင်တော့ရုတ်တရက်အသေးပြက်စီးပြီးတော့အသက်သေဆုံးတဲ့အထိဖြစ်နိုင်တယ်လို့သိရပါဗျ။ ယောဂကူးစက်ခံရသူတွေအနေနဲ့ကိုယ်ခံအားပြေဝအောင်စားသောက်နေထိုင်တာတန်ရှင်းမှုမရှိတဲ့အစားအသောက်တွေကိုရှောင်ကြည့်တာစနစ်တကျကုသခံယူမှုအပြင်တကိုယ်ရဲ့တန်ရှင်းမှုကိုဂရုစိုက်တာနဲ့ယောဂအမြင်သက်သာနိုင်ကြောင်းကျဲမာရေးဝန်ထမ်းတွေကတိုက်တွန်းထားကြပါတယ်ရှင်။အန်းကစေဘေးလျှောက်တရှိုးဆံပြုတ်စားနေရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။ရခိုင်မြေအမျိုးနယ်အတွင်းကစေဘေးရှောင်တွေဟာစာဝတ်နယ်ရဲ့ကြက်တင်းမုံအကူအညီထောက်ပံ့မှုမရတာကြောင့်ဆံပြောက်စားနေကြတယ်လို့သိရပါဗျ။ အမ်မြွနဲ့ကောအာရိကတ်တက်တို့ကသိမ့်ပိတ်ထင်းချောက်ထားပေမဲ့ဇပေးဆောင်တွေဟာစစ်ကောင်စီရဲ့လေကြောင်းအန်ဒီရဲ့မြင်းမြောင်မိုင်းနဲ့စိတ်ကြံလက်နဲ့အန်ဒီရဲ့တွေကြောင်းနေရပြဖို့ခက်ခဲနေကြတာဖြစ်ပါတယ်။ဇပေးဆောင်ရတရှဲလာတဲ့နဲ့အများအလောက်ကန်ရှားပါမှုကုံစင်းတို့မျက်မှောက်မှုတန်ကိုဆိုးရွားစွာခံစားနေရပြီးတော့နိုင်ငံကနဲ့အရက်ဖက်အဖွဲ့စစ်တွေစီမှာလဲအထောက်အပံ့မရှိတဲ့အတွက်ဇပေးဆောင်တို့ကျော်ဟာဆန်ပြုတ်ဆန်းနေကြတာလည်းဖြစ်ပါတယ်။ဇပေးဆောင်တွေထဲကလက်လုံးလက်စားဘဝနဲ့အလောက်လိမ့်မမီတဲ့သူတွေက ဆံကြောက်စားနေကြရတဲ့အနေအထားမှာရှိတယ်လို့စီဗီရှင်အရေးကွန်ရှင်ပင်းတဲ့သူတို့ကပြောပါတယ်။ရာသရာမင်းလောင်ချောင်းအောက်ရဆန်တော်ကြမောက်တန်ကြီးကျန်းကုန်းစတဲ့ကြေးရွာတွေကစီဗီရှင်တွေဟာမြို့အနိုင်ပန်းဝန်းကျမှာရှိတဲ့လုံချုံမင်းနေရအသီးသီးမှာရှိတဲ့ဖုန်ကြီးကျောင်းနဲ့တခြားနေရာတွေမှာထောင်ထဲရှိပြီးတော့နေထိုင်ကြတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မြမအရေးနဲ့ဆက်ဆက်တဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးပါမယ်။ အဲ့ဒါကတော့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား96ဦးကိုမြမရေတက်ကပြန်လွှတ်ပေးတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။မြမစစ်ကောက်စီရေတက်ကမက်လ9ရက်နေ့မှာဖမ်းဆီးသွားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား96ဦးကိုနိုင်ပိုင်းအကြံမှာပြန်လွှတ်ပေးလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အဲ့ဒီငါးဖန်သမားတွေဟာမက်လ9ရက်နေ့မွန်းဒေးပိုင်းမှာစိတ်မတင်ကျွန်းတောက်ဝက်ဆေးမိုက်ကျိုး15ကီလိုမီတာခန့်အကွာမှာငါးဖက်လေ6စီးနဲ့အတူဖန်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ သူတို့ကိုမြန်မာရေတပ်က9ရက်နေ့ညင်ပန်းမှာပြန်လွှတ်ပေးခဲ့တာလို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်ရေပိုင်တဲ့ကိုကျူးကျော်ပြီးတော့မြန်မာရေပြင်ကိုသွားရောက်ရမှာအဖမ်းခံရတာလို့သိထားရကြောင်းတက္ကနာအုပ်ချုပ်ရေးမှူးရှဲအာဆန်ဦးတင်ကပြောကြားတယ်လို့ Daily Star သတင်းတရမ်းမှာဖော်ပြထားပါတယ်။ငါဖဲသမားတွေဟာ6ရက်နှစ်အစိုးပိုင်းမှာတက္ကနာကိုပြန်ရောက်လာပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းငါဖန်းလေတွေနဲ့ငါဖန်းပိတ်တွေကိုမြန်မာရေတပ်ကတန်းယူထားလိုက်တယ်လို့သတင်းမှာဖော်ပြရှေ့အရာသိရပါရရှင်။ ဒီနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနယ်ပဲရနားလိုက်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညာရှိနိုင်ရဲ့အရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နေပါတယ်။နားတို့တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။